ွားမယ်လို့လည်းမျှော်လင့်ရပါတယ်။ဘာကြောင့်လဲဆိုရင်ရခိုင်ပြည်နယ်မှာတက်မတော်ကထိန်းချုပ်ထားတဲ့နိုင်ငံတော်ကထိန်းချုပ်ထားလိုက်တာကတော့ဒီစစ်တွေကြောက်ပြုံနဲ့ရံပြဲတာရှိပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကျင်းပမယ်လို့ယာထားထားတဲ့ဒေသတွေရခိုင်ပြည်နယ်တောင်ပိုင်းဒီအန်နောက်ပြီးတော့ဒီတန်တွဲကွာဒေသတွေကိုဆက်လက်ပြီးတော့မျှော်လင့်ဆောင်စားတွားကြည့်ရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်လက်နက်ကိုင်တပုံ DNLA နဲ့အပြစ်ခတ်ရက်စဲရီကိုစာချုပ်ချိုးဆိုပြီးတဲ့နောက်ရဲ့ထိုးစစ်ဒူးနယ်တဲနဲ့ထိုးစစ်ဆင်မဲ့အခြေအနေကဘယ်ဒေသတွေဖြစ်နိုင်တယ်လဲဆိုတာပြန်ကြည့်ရင်တော့အလဲကျဖို့အသင့်တော်ဆုံးနဲ့ ခြေမိုးမှုတိုက်ခိုက်ဖို့အကောင်းဆုံးကရခိုင်လက်နက်ကင်တပုံ AA ထင်းချုပ်ထားတဲ့ဒေသတွေဖြစ်ပါတယ်။ဒီနေရာမှာတော့ရခိုင်လက်နက်ကင်တပုံ AA ထင်းချုပ်ထားတဲ့ဒေသတွေကိုစစ်မျက်နှာဖွင့်ပြီးတိုက်စစ်ဆင်မလား။ဒါမှမဟုတ်ရခိုင်ပြည်နယ်ရဲ့အဓိကဝင်လန်းထွက်လန်းဖြစ်တဲ့ AAR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်၊ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ကဝင်ပေါက်ကြီး၃ပေါက်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမလားဆိုတဲ့အမြင်ယူဆချက်ကတော့နှစ်ခုရှိနေပါတယ်။ ဒါတွေကိုတော့အခုလက်ရှိမြန်မာနိုင်ငံယူဇက်ခုံမှာစောင့်ကြည့်သွားရမှာဖြစ်ပြီးတော့တစ်ဖက်က2025ခုနှစ်မှာပြုလုပ်မဲ့ရွက်ကော်ဝဲနဲ့ပတ်သက်ပြီးနောက်ဆက်တွဲရွက်ကော်ဝဲဆောင်ရွက်နိုင်မှုတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့စောင့်မျှော်ကြည့်သွားရမှာဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်လက်ရှိအချိန်မှာတော့ရခိုင်လက်နက်ကိုင်တပုံအေအေကဒီထန်းရှောက်ကန်ဖြစ်စဉ်တို့မျိုးဘင်္ဂလီတွေကိုလူမျိုးတုံးတက်ပြတ်မှုတွေအပြစ်မဲ့အရက်သားတွေကို900ကျော်600 1000နီးပါးတက်ပြတ်မှုတွေပြောမယ်ဆိုလို့ရှိရင်တော့ဒီ2024ခုနှစ်ဖေဖော်ဝါရီထဲမှာတက်မတော်ရဲ့မိသားစုဝင်တွေကန်တိုးရေရင်တွေပေါ်မှာရရဲဆက်ဆက်တက်ပြတ်ခံရတယ် လူကြီး900ကျော်တက်ဖြတ်ခံရမှုတွေကလူမျိုးတော်တက်ဖြတ်မှုတွေလို့ဆိုရမှာဖြစ်ပါတယ်။ဆိုတော့အခုတင်ဆက်ပေးသွားတဲ့ဒီဥမာ၃ခုကိုပြန်ကြည့်ရင်တော့ထန်းလျှောက်ခံဖြစ်စဉ်မှာဘင်္ဂလီလူမျိုး၊ဂျာမန်၊ကလေးသူငယ်အကုန်လုံးအယောက်600ကျော်သေဆုံးခဲ့တယ်။နောက်ပြီးတော့ဘီဘူးတီတော်မောင်တော်ကနေဘင်္ဂလားဒေ့ရှ်ကိုစုခွာဖို့အတွက်နတ်မြစ်ကမ်းဆက်မှာစောင့်နေတဲ့ဘင်္ဂလီတွေကိုဒရော်ဘုံချလာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကြောင့်450နဲ့500ကြာတည်ဆုံးခဲ့တာရှိတယ်လို့ကြောက်တော်ကနေစုတ်ခွာသွားတဲ့တက်မလို့သားမိသားစုတွေကန်တို့ရရင်3စီးကိုနှစ်မြုပ်တိုက်ခိုက်ပြီးတော့ရေရွက်ချက်ရှိရှိနဲ့ဥရကျော်တက်ဖြတ်မှုတွေကိုပြန်ကြည့်ရ ခိုင်လက်နက်ကင်သဘောအေအေနဲ့အပေါင်းပါတွေကလူမျိုးလုံးတက်ဖြတ်မှုတွေကျူးလွန်ထားတယ်ဆိုတာကိုကျွန်တော်တို့မြင်ထင်သာမြင်သာရှိလာပါတယ်။အဒီနေရာမှာရခိုင်လက်နက်ကင်သဘောအေအေနဲ့ပတ်သက်ပြီးတက်မလို့အနေနဲ့ဘယ်တော့မှမိမထားတဲ့နာကလက္ခဏာငါကလို့ဖြစ်စဉ်မျိုးတက်မလို့သားမိသားစုတွေရဲ့ကန်တိုးရရင်တွေကိုဂျာကနေဖြတ်တောက်ပြီးတော့အားလုံးကိုတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကိုဘယ်တော့မှမိထားလို့မရဘူးဖြစ်ပါတယ်။ ရခိုင်မြေနယ်မှာရှိနေတဲ့မြို့နယ်ဆက်လေးမြို့နယ်ကိုတမတော်ကပြန်လဲထိန်းချုပ်ပြီးတော့ရခိုင်လက်နက်ကင်သဘုံအေးလုံးဝအပြီးတန်းလက်နက်ကင်လမ်းစဉ်ချုပ်ငိမ့်သွားတယ်ဆိုရင်တောင်မှတန်ထိုးရေရင်ပေါ်ကဖြစ်စင်နေပတ်သက်ပြီးတော့တင်မုံချေလို့မရဘူးဆိုတဲ့အချက်ကိုကျွန်တော်အမြဲတစေသတိရနေဖို့လိုပါတယ်ရခိုင်လက်နက်ကင်သဘုံအေးအေးတွေရဲ့ဗမာလူမျိုးတွေအပေါ်မှာအဆုံးရောက်မုံနေမှုတွေထွန်းမြန်နိုင်ရဲ့နိုင်ငံရေးအရာစီယုံမှုဗမာလူမျိုးရေးမုံနေမှုအခြေခံတဲ့ယုံမှုနိုင်ငံရေးအရာရိုက်သွင်းခံရမှုတွေကြောင့် ဒီတက်မတော်သားမိသားစုတွေကိုဗမာလူမျိုးဆိုတဲ့ခေါင်းစဉ်နဲ့တက်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကတစ်ဖက်မှာပြန်ကြည့်ရင်လည်းလူမျိုးရေးပြိပက္ခဖြစ်အောင်ဖန်တီးတဲ့ပုံစံမျိုးလည်းရှိပါတယ်။ဘာကြောင့်လဲဆိုရင်ထွန်းမြတ်နိုင်ရဲ့နိုင်ငံရေးရှိမန်းချက်မှာကအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုရှိပေမဲ့တစ်ဖက်မှာတော့နိုင်ငံရေးရအင်မတန်ကောက်ကျစ်တဲ့ရခိုင်ဆွမ်းရောက်တယောက်ဖြစ်ပါတယ်။ဒါကတော့ဒီရခိုင်လက်နက်ကိုင်သဘောင် AA ရဲ့58နှစ်မြောက်မွေးနေ့နဲ့ပတ်သက်ပြီးကျင်းပတဲ့အခြေရခိုင်လက်နက်ကိုင်သဘောင် AA ရဲ့မွေးနေ့ပွဲမှာ သိဆုံးသွားကြတဲ့ရခိုင်အစွန်းရောက်တွေနဲ့အပေါင်းပါတွေနဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။